Chelsea တင်းနေတယ်တကယ်တော့ဒီပွဲက909ရဲ့ပွဲပွဲမျိုးပါဟိုဘာမှကျွန်တော်တို့တိတ်ပြီးအကြောင်းပြချက်တွေတိတ်ပေးလို့မရဘူးပေါ့နော်။ဘာလို့လဲဆိုတော့တစ်ဖက်ကအရန်အားနေတယ်တော်တော်လေးအားနေတယ်ကျွန်တော်တို့ Premier League မှာလောလောဆယ်အဝေးဝင်းမှာတကိုးပဲရသေးတယ်။အိမ်ဝင်းမှာလည်းတကိုးပဲရသေးတယ်။ရှုံးပွဲကလည်းအများဆုံးနီးပြားကလည်းထုတ်ခံထားရတယ်ဆိုတော့ရစရာကိုမရှိတဲ့အသင်းများပြီးတော့ Enzo Maresca က W နဲ့စတဲ့အသင်းတွေပေါ့နော် Wolves တို့ West Ham တို့ Watford အဲ့လိုအသင်းတွေကို तू ကသူ့ရဲ့နီးပြဘဝမှာ तू တစ်ခါမှတရေလည်းမကြောက်ရှုံးလည်းမရှုံး तू အကုန်လုံးနိုင်သူသူပြင် Wolves ကသူ့ရဲ့ငယ်နိုင်အသင်းလို့ဖြစ်တယ်ကြိုက်တဲ့နီးပြလား तू Wolves ကို तू ကဂိုးသွင်းဂိုးပြတ်သွင်းတယ်ပေါ့ Wolves နဲ့ကစားရတိုင်း Chelsea ကအိမ်ဝင်ဝေဝင်ဂိုးပြတ်တယ်ပေါ့ဒီပွဲမှာလည်း Chelsea တင်တကယ်တော့ဒီပွဲကအကြိမ်များ၅ဂိုးပြတ်လောက်နဲ့ Chelsea ကနိုင်နေဆိုရင်မနေ့ပြန် Man City ပွဲ reset တောင်တိတ်ကြည့်စီရမလို့ပေါ့နော် ကျွန်တော်တို့ဒါလက်ရှိမပေးစရာရဲ့ Chelsea တင်တာလက်ရှိမပေးစရာအစ်စ်နှစ်နေရာကိုတော့ဒါကျွန်တော်တို့ဂိုးဝါချချက်၅ဂိုးရှိနေသေးတယ်။အကိအများ Chelsea ကဒီပွဲမှာနောက်ထပ်၂ဂိုးအကိ၅ဂိုးဂိုးမရှိတော့တဲ့ Wolves ကိုနိုင်ခဲ့တယ်ဆိုလို့ရှိရင်သူတို့ကဂိုးဝါချချက်မှာ Man City နဲ့အတူတူလောက်ဖြစ်သွားမှာ။ဒါပေမဲ့လည်းပဲ၃ဂိုးပဲရတယ်ပထမပိုင်းမှာမလို့အပင်းနဲ့ကျွန်တော်အချိန်တွေကိုဖြုံးလိုက်တယ်။ဒုတိယပိုင်းကျမှတ Estevao William ဝင်လာတဲ့အချိန်ကျမှတိုက်စစ်ပိုင်းကအားကောင်းလာပြီးတော့ နောက်ထပ်ဂွေထက်ရသွားတယ်ဗျတကယ်တော့တကယ်တမ်းသွေးမယ်ဆိုရင်ငါးခုကရအောင်ရနိုင်တယ်ပထမပိုင်းကိုအမြင်နဲ့ဖြုံးတယ်ဗျအခုဒီအန်ဇူမာရင်စကာရဲ့ Chelsea ကဟိုပထမပိုင်းကိုပထမပိုင်း45မိနစ်ကိုဖြုံးတိတဲ့အသင်းဖြစ်တယ်အဲကျွန်တော်တို့အလယ်လက်အသင်းနေခြေတူအသင်းနေနဲ့တွေ့လို့ပထမပိုင်းအခြေအနေကြည့်တော့နားလည်ပေမဲ့ဒီလိုမျိုးဗျဟိုဘာမှအစိုက်မရှိတော့တဲ့ဘယ်အချိန်ကိုချန်နေရကြက်ပေါ့နော်ဘယ်အချိန်ရိုက်စားရိုက်ရိုက်ရတဲ့ဒီလိုမျိုးအသင်းကိုတွားပြီးတော့ အချိန်နေသွားစောင့်ကြည့်ကြရဆိုးပါတယ်ပြောရရင်ပထမပိုင်း45မိနစ်ကိုအချိန်ဖြုံးလိုက်တော့တကယ်တော့ငါးခု6ခုလောက်ပြတ်သွားလို့ရတဲ့အနေအထားချယ်ဆီမှာရှိရယ်အဓိကတော့ချယ်ဆီတဲ့ဒီကစားဟန်ကအထောင်တိုက်စစ်နဲ့၄ကံဒီဂျာပက်ဒရိုလီယန်ဒလပ်ကို၄လံပြီးတော့ပထမပိုင်းမှာချယ်ဆီတဲ့အဆင်မပြေခဲ့ဘူးအဲ့ပထမပိုင်း reset ကြောင့်လည်းအခုလိုဒါ၃ခုပဲပြတ်တာဘာပဲဖြစ် clean sheet ရသွားရေပေါ့ဗျာ ယ်ကစားသမားကြီးလည်းပြန်ပြီးတော့ဂူစတိုသူ့ရဲ့ကစားသမားဘဝပထမဆုံးဂူရသွားတယ်။အဲရောပက်ဒရိုနှစ်ပွဲဆက်ဂူရတယ်ပေါ့။နော်ပက်ဒရိုနဲ့တူလေဒီပွဲမှာတပွဲလုံးအတိုင်းအတာမှာခြေစွမ်းမကောင်းပေမဲ့ဂူရသွားတယ်။ဂူစတိုရဲ့ professional chelsea ကစားသမားဘဝပထမဆုံးဂူအတွက်လည်းဝမ်းသာပါတယ်နော်။အဲတော့တော်တော်လေးကြာပါပဲသူလည်းအဖွင့်ဂူရတယ်။ SP liquidator လက်ထက်သုံးအောင်ဆို chelsea ကအဲ့လောက်မဆောင်ရအောင်။ chelsea တဲ့ကလည်းဒီပွဲမှာနောက်တန်းကတော့3-2ဘာမှကျွန်တော်တို့ မလုပ်လိုက်ရဘူး Robert Sanchez တို့အုပ်စုကဘာမှမလုပ်လိုက်ရဘူးပေါ့နော်အဲ Chalobah Fofana တို့အားမလို့ Fofana ကစားပုံအကောင်းပါတယ် Fofana တဖြည်းဖြည်းနဲ့အခြေခံပုံသူနေရာမပေးကျွန်တော်သူကောင်းကောင်းလေးစူးစမ်းကစားရရင် Fofana ကောင်းလာပြီပြန်ပြီးတော့အရင်လည်းမချီကျူးရသေးဘူးဘာဖြစ်လို့ဆိုကြဒါကျွန်တော်တို့ဒါအသင်းကြီးအချင်းချင်းတွေ့ရပွဲတွေမလာသေးတဲ့အပေါ်မှာအရန်ချီကျူးလို့တော့မရဘူးသို့တော့ဖဖာနာပြန်ကောင်းလာတယ်လန့်နေရတာသူခုန်လိုက်တဲ့အချိန်တို့ဟာလာကျွန်တော်တို့သူ့စီဘောလုံးရောက်သွားပြီးတော့တစ်ဖက်ကဝင်ဖြတ်တော့မဲ့အချိန်တို့ လန့်နေတာဒီကောင်ခုံလိုက်ရင်ပြန်ကြတဲ့အချိန်အဆင်ပြေပါမလားဆိုမသိလို့ရှိရင်ဟိုဖော်ဖာနာဝင်ကန်နေတာမဟုတ်ပဲနဲ့ကိုကိုတိုင်ဝင်ကန်လို့ဖြစ်အခြားကစားသမားတွေခြောက်တဲ့ဘလုံးရောက်သွားရင်အဲ့လောက်မစိုးရင်ရအောင်ဒီကောင်ရဲ့ Lavia ရဲ့ Resi Jane ကိုကျွန်တော်တော်တော်လန့်တယ်ဒါတော့မှဒါ Resi Jane ကြီးကတဖြည်းဖြည်းနဲ့ fitness ကပြန်ပြီးတော့ပြေးလာတဲ့သဘောမျိုးပေါ့နော် Thomas Tuchel ဆွတ်ဆက်မသုံးဘူးပဲလို့ရတယ်အဲ့တော့အဲ့ Tuchel ဆိုတာကလည်းဒီ Resi Jane ကိုဆွတ်ဆက်သုံးတဲ့နီးပြပြကျွန်တော်တို့ကတော့လန့်တယ်အခုချိန်မှာ Tuchel နဲ့ကျွန်တော်တို့လည်းဆိုဘာမှမဆိုင်တော့ဘူးလीအဲ့ကျွန်တော်တို့ကကိုယ့်အသင်းအတွက်ပဲကိုကြည့်ရမှာ ဆိုတော့ Marines ကလည်းတနာပါတယ်တူဒီနေ့တော့ Rizy Jane ကို 2K လဲတုံးပါဆိုတော့ Rizy Jane ကိုလုံးဝအနာပေးထားလိုက်တယ်။ဘာလို့နှစ်ယောက်ပြိုင်ပြီးတုံးရင်ကစားသမားအထီပါလေ။လက်ရှိနေထား Rizy Jane ကတော့တိတ်မစိုးရင်အောင် Fofana နဲ့ Lavia ပေါ့ကျွန်တော်ထင်တယ်အစိုးဆုံးက Lavia ဖြစ်သွားတာပေါ့နော်။ Lavia လုံးဝအခြေအနေစိုးသွားတဲ့အနေထားမျိုးလို့ထင်ပါတယ်။ဆိုတော့နောက်တန်းကတော့ Gugurella ကြီးကတော့ရအောင်ပွဲပန်းနေတဲ့ကြားထဲကထိန်းကစားသွားတယ်။ ကောင်းနေသေးပဲ Chelsea တင်းရတာ world class player တယောက်ပေါ့နော်အဲဒီနေ့ Enzo Fernandez တော်လေးကောင်းပါတယ်အစောပိုင်းပထမပိုင်းမှာတွေကဒါ progressive pass တွေအများကြီးရှေ့ကိုထိုးပေးနေတယ် Leon Delap က၄ညလဲပါတယ် Leon Delap ကမနစ်က Ipswich မှာတော့မာကကစားသွားတဲ့ခြေစွမ်းနဲ့တော်တော်လေးကွာသွားပြီ Ipswich မှာတော့ကြာတော့တယောက်ထဲယုံရတာဗျယုံနေတာပဲအမြင်နဲ့ဘောလုံးနဲ့လည်းယုံနေတာဘောလုံးမရှိလည်းယုံနေသူတယောက်ထဲကို Chelsea ကနှဲအောင်သွားလောက်ကလိုက်ကြတာနှစ်ကြော့လုံးအဲပထမအကြော့တော့ပါနော် တခြားသင်းနဲ့ပွဲတွေမှာလည်းအဲ့လိုပဲနေရာဒီလောက်ပါဒီလောက်ကြီးလေးမနေဘူးအခု Chelsea မှာကျတော့ तू ကဟိုကမ္ဘာအဆင့်ကစားသမားတွေဘေးမှာရန်ပြီးကစားရပါမယ်လေးကန်နေပုံစံမျိုးတစ်ချက်ရှိတာကတော့ तू နောက်ဝလိုက်ကစားရရောပက်ထရိုကလည်းလုံးဝ creative midfielder တီးတဲ့မဟုတ်ဘူးဗျာအဲ तू ကအဲ့လို hybrid type ဆိုတော့ तू စီကနေလဲကျွန်တော်တို့က playmaking channel တွေထွက်မလာလဲပါတယ်ပေါ့အဲ့ဒီပုံမှာ develop ကလည်းရုံးကန်ရတယ် တကယ်ဆိုရင်တော့ Delap နေနဲ့ Premier League Chelsea တင်းအတွက်ဂိုးရမယ်ဆိုရင်တော့ရတဲ့နဲ့အချိန်တော့ရောက်နေပြီပေါ့နောက်ပွဲဒီမှာတော့ရမယ်ထင်ပါတယ်အဲ့တော့ Leon Delap ထွက်သွားမှ Chelsea တင်းတိုက်စစ်ကပိုကောင်းသွားတယ် Peronedo နီးပြအလဲကိုပို့လိုက်တယ် Esteva ကိုဝင်လာတယ်ပေါ့အဲ့တော့ Chelsea ကသူတို့ရဲ့တိုက်စစ်ပိုင်းအတွက် Esteva နဲ့ဂိုးပါမှာတော်တော်လေးအားကိုးရတဲ့အနေထားအဲ့ဒီတစ်ယောက်မပိုင်ရင် Chelsea ကဟိုကျွန်တော်တို့လဲနေတယ် ball retention မကောင်းဘူးပေါ့နော် ball circulation မကောင်းမဲနဲ့ဟိုဘောလုံးကဘယ်လိုမျိုး တစ်ဖက်အတင်းကိုထိထိရောက်တစ်ဖက်အတင်းရဲ့ area တွေကိုဒါအတင်း open play ကနေဘယ်လိုဝင်မလဲဆိုတာကိုမသိတဲ့ပုံစံမျိုးဖြစ်ဂါနာချိုတယောက်တည်းဟိုတဲကစားနေရတယ်ဂါနာချိုဘက်ကပဲဖိနေရတယ်ပက်ရိုနန်ဒိုကလည်းပထမဆုံးမှာကျွန်တော်တို့တွေ့တဲ့အချိန်မှာဂူစတိုကကွင်းလေရောက်သွားလိုက်အဆွန်ရောက်လာလိုက်သူကလည်းဒီ whoops ကပိတ်ထားတဲ့ side block တွေကိုသူမကြုံနိုင်ဘူးပေါ့အထဲတွေကသူဘယ်လိုလဲဝင်လာလို့မရအောင်မရတော့အဲ့မှာ Chelsea တင်တိုက်စစ်ကဝေ့နေနေပထမပိုင်း55မိနစ်ကုန်သွားတယ် ဒုတိယပိုင်းစစချင်းပါပဲအလက်ဂျန်ဒရိုဂါနာချိုအဲ့တော့ဂါနာချိုကတဖြည်းဖြည်းနဲ့ချယ်ဆီတင်းရဲ့ဘယ်ချမ်းတနေရာတော့အပိုင်စားယူမဲ့တဘောပဲစိတ်ဝင်စားစရာကောင်းတာချယ်ဆီတင်းရဲ့နောက်ထပ်ညာတော်မန်စားမတယောက်ဖြစ်တဲ့ဂျူဗန်နီကွန်တာပါဂျူဗန်နီကွန်တာကလက်ရှိအနေထားမှာသူက Sporting Lisbon တွက်လည်းအကောင်းဆုံးခြေစွမ်းပြနေတယ်ချန်ပီယံလိမှာပါလာကောင်းနေတာဗျာပြီးတော့ပေါ်တူဂီပွဲမှာတောက်လျှောက်ကောင်းနေတယ်စပိုးတင်းလစ်ဘုံမှာတအားကောင်းနေတာဘုံကပွဲဖြစ်တဲ့နေရာအပိုင်စားရပြီးတော့ one verse မှာကြော်ဖြတ်မှုတွေလည်းကောင်းတယ်သူရဲ့ခန္ဓာကိုယ်တွန်းတွန်းတိုက်နဲ့ကစားဟန်လည်းတကယ်ကောင်းတယ်အချိန်တော့ Florent Maluta ကိုပြန်တွေ့ရတယ်လို့ပြောပေါ့တော်တော်လေးမိုက်တယ်စိတ်ဝင်စားစရာကောင်းတာလာမယ့်နှစ်ပေါ့အဲ့တော့ Quanta ကညာချမ်းကိုရောက်လာမယ်ဆိုလို့ရှိရင်အဲ့ဒီညာဘက်ချမ်းကတော်တော်ပြိုင်ဆိုင်မှုကပြင်းထန်လဲ Estevao Willian ကလက်ရှိနေထားကျွန်တော်တို့နံပါတ်10လုံးတိတ်မမြင်ဘူး Estevao ကအခုလိုမျိုးပဲညာချမ်းမှာကစားဆိုတော့ Chelsea မှာအဲ့ဒီညာချမ်းအတလက်တန်ပလေယာ2ယောက်လူငယ်2ယောက်လုံးကောင်းတယ် Estevao ရော ကွမ်တောင်နှစ်အောင်လို့မစိုးဘူးဗျသူ့ဒီနဲ့သူ့ပုံစံနဲ့သူမိုက်ကြတယ်ပေါ့နော်ကွမ်တာကြောင့်အတင်းထိုးထွက်တာတွေသူ့ရဲ့ body balance နဲ့စောင့်ထွက်သွားတာတွေပါအရန်ကောင်းတယ်ဟိုတနည်းအားဆိုကွမ်တာနဲ့ဒီဘက်ကနောက်ခံလူနဲ့ရှင်လူတာဟိုကောင်ကွာလာတစ်ချက် body တိုက်ရတယ်ဟိုကောင်ကြံနေခဲ့တယ်ဖြုတ်ကြပြီးတော့အဲ့ကောင်လေးကလည်းမစိုးဘူးဗျအဲ့တော့ဂါနာချိုကလည်းဘယ်ချမ်းတနည်းအားအပိုင်ယူတဲ့ပုံမှာ Gatens အတွက် Chelsea သုံးတဲ့ပတ်စံကနည်းနည်းလေးများသွားတယ်ပေါ့အဲ့မှာ ိုကျွန်တော်တို့ talent ကိုမလိုဘဲနဲ့ထပ်ပြီးဖြစ်လိုက်တဲ့အနေအထား Gatens ကိုတော်တော်အထင်ကြီးပုံရတယ်လက်ရှိကျွန်တော်မြင်တာ Gatens ကဒီ၃ယောက်ကိုကြော်ဖို့တော်တော်မလွယ်တဲ့အနေအထားပဲ Gatens ကိုနောက်ထည့်လိုက်တဲ့အချိန်မှာကနာချိုညာချမ်းပုံမထင်တယ်ကနာချိုပို့ပယ်မှာမဲ့ဆက်ထားတာဒီနေ့ပွဲရဲ့အကောင်ဆုံးကစားသမားတွေဒီမှာလဲ rating တွေအရလဲကျွန်တော်တို့ဒီမှာတောက်လျှောက်ပြနေတယ်ကနာချိုပဲပေါ့နော်တော်တော်လေးကောင်းတဲ့ခြေစမ်းမှုပြပါရယ်အဲ Chelsea တင်းရဲ့နိုင်ပွဲကကနာချိုနဲ့တော့ပတ်သက်တယ်လို့ပြောလို့ရတယ်လူတရားပဲစစချင်းကျွန်တော်တို့ဘယ်နဲ့တင်လို့လဲတစ်ချက်ထိန်းလိုက်တယ် ထိမိဖြတ်တင်တယ်ဂူစတိုကတတရရပဲအလုတ်ကြီးပဲခေါင်းတိုက်တွင်ခွင့်ရတယ်ကိုးသွားတယ်အဲ့နောက်မှာအက်စတီဗာဝင်လာတယ်အက်စတီဗာကအဲ့လိုပဲသူ့ရဲ့ trade back တိုင်းမှာတော်မန်နဲ့ဟိုဖြတ်ဝင်လာတယ်ဝင်လာပြီးတော့ညာချေနဲ့အက်စတီဗာမှာတခြားတော်မန်စားသမားတွေနဲ့မတူတာဘယ်ညာရရတယ်ညာချေနဲ့ဂိုးသွင်းတတ်တယ်လို့မမေရကျွန်တော်တို့ပါမီရက်စ်ဘက်ကနေပြီးချယ်ဆီကို FIFA Club World Cup မှာသူတွင်းသွားတဲ့ကိုကညာချေနဲ့ပဲဒီနေ့ပွဲမှာလည်းဒါဖန်တီးပေးသွားတာညာချေနဲ့ဖန်တီးပေးသွားတယ်။ရာပက်ဒရိုအသင့်ပိတ်အောင်ပဲပေါ့နော် အဲ့အဲ့နောက်မှာဂါနာချူကတော်တော်လေးကောင်းတဲ့ဂိုးပါအဲ့ဒီဂိုးကတော့ဂါနာချူကချယ်ဆီအသင်းအတွက်တော်တော်လေးအသုံးဝင်နိုင်တယ်ကျွန်တော်တို့မန်ယူအသင်းမှာသူကစားစဉ်ကလေးကဂါနာချူဘာတိရလဲဂါနာချူက counter attack monster ပဲသူက counter attack မှာသူကတကယ်အသင်းတည်းရဲ့တကယ်ကိုကျွန်တော်တို့ weapon အကြီးစားပါတော့လက်နဲ့အကြီးစားလို့ပြောလို့ရတယ် counter attack အဲ့လိုမျိုးချိန်းသွားတဲ့အချိန်တံပြန်တိုက်စစ်စသွားပြီးတော့သူ့ချက်တော့တဲ့ဘလုံးရောက်သွားပြီးဆိုတော့တော်တော်ကြောက်ဖို့ကောင်းတယ်ပြေးတယ်ပြေးချက်ကဗျာ ဟိုကောင်နေဝူးဆာနှစ်ယောက်သုံးယောက်လောက်ပြတ်ကြံခဲ့တယ်သူနောက်ရှင်မလိုက်နိုင်ဘူးတကယ်တော့သူထုတ်တဲ့ဘောဆာတော်တော်ကြီးတယ်အဲ့ဒီဘောဆာကိုထုတ်ပြီးတော့ရောက်အောင်ပြေးတာအဲ့ဒီမှာတစ်ဖက်ကဝူးဆာနောက်ခံလူတွေကဘလို့မှသူနောက်ကိုမလိုက်နိုင်ဘူးနှစ်ယောက်သုံးယောက်ပြတ်ကြံခဲ့တဲ့အချိန်မှာသူအလိုက်တင်ဘယ်ရှင်နဲ့ပဲထိုးပေးလိုက်တယ်အဲအဲ့ဒါကိုကျွန်တော်တို့ဒီဘက်ကပယ်ရိုနယ်ဒိုတွင်းသွားတယ်ဗောနော်အဲ့ဒါလည်းဘာမှတိတ်အားထုတ်စရာမလိုလိုက်ဆိုတော့ဂန္နာချိုကချက်စီရောက်ပြီးတော့ဘာတို့တက်လာတယ်ဆိုတော့မန်ယူမှာဒုံးကားနဲ့မတူတော့တာက ဆွတ်ဆက်ပြီးတော့မရဘဲနဲ့ကြော်တိုင်းမျိုးတွေမလုပ်တော့ဘူးပိုင်မှပဲသူကြော်တယ်အဲမန်ယူမှာတော့ငရေကကောင်းတဲ့ဟာတကူဆက်ထိန်းတာ ਨੇ အဲ့ဒါကတော့ counter attack မှာ speed ကောင်းကောင်းနဲ့တစ်ဖက်ကွင်းဘက်ခြမ်းကိုထောက်လျှောက်မြန်နှုံးတင်ပြီးပြေးတဲ့အချိန်မှာအဲ့ဒီ quality ကိုဆက်ထိန်းတာ ਨੇ ပုံပြီးတိတာပြီးခြွန်လာတဲ့ကိစ္စကတော့ကျွန်တော်တို့ဘယ်ချီသုံးတဲ့ကိစ္စပေါ့နော်ဂနာချို Chelsea အတွက်လောလောဆယ်ကျွန်တော်တို့နောက်ဆုံး၅ပွဲမှာပဲသူ့ရဲ့ goal contribution က4ဖြစ်နေပြီ Bingo နဲ့ဖန်တီးပေးတာနဲ့ပေါင်းလိုက်စုစုပေါင်း၄ချိန်ဖြစ်နေပြီ ငါးဘွဲ့မှာ၄ဂျိန်ဆိုတော့မနေဘူးအဲ့၄ဂျိန်မှာဖန်နီးပေးတဲ့၂ဂျိန်ကတစ်ဂျိန်ကဘဲချီနဲ့တစ်ဂျိန်ကညာချီနဲ့သွင်းတဲ့၂ဂျိန်စလုံးကဘဲချီနဲ့ဆိုတော့သူကညာတန်ပြညာပိုတန်တယ်အဲ့တော့ကာနာချိုကလက်ရှိအနေအထားမှာဘဲဟောညာအောင်တန်ပြီးတော့ချယ်ဆီအသင်းအတွက်ဘဲချမ်းတနေရအောင်ဘလော့ဆယ်ကေတန်စ်ကိုကြော်ပြီးတော့အပိုင်စားရသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ပရီးမီးယားလိပွဲမှာတောက်လျှောက်ကစ်ဒီကျွန်တော်တို့ကာနာချိုပဲမာရက်စကာသုံးမှုရှိတယ်ဗောနော်တကယ်ဒီနေ့ performance တော့ထွက်သွားတယ်ဘယ်လိုပဲဖြစ်တစ်ဖက်က ဝူးစ်ကတော့တော်တော်လေးအားနည်းတဲ့အသင်းဖြစ်တယ်။ Chelsea တင်ကလင်းရှိတယ်ရသွားတယ်ဆိုတော့မဆိုးဘူး။အဓိကတော့ကျွန်တော်တို့မှတ်ပေးစရာမှာဆန်နလန်ကအစောပိုင်းမှာအာဆင်နယ်ကိုတည်ကစားလိုက်တာကြောင့်လည်းအမှတ်ပေးစရာကတ်သွားတယ်ပေါ့နော်။တင်းနဲ့တင်းကကတ်လာတယ်။ပြီးတော့ Man City နဲ့ Liverpool ကအသင်းကြီးနှစ်သင်းကန်ရမဲ့အနေအထားရှိနေတဲ့ပုံမှာကျွန်တော်တို့တင်းကတော့တေချာဖို့ကျွန်တော်တို့အောက်ကိုရောက်မှာ Liverpool နိုင်သွားတယ် Liverpool ကကျွန်တော်တို့ကြော်သွားမယ် Man City ကကျွန်တော်တို့အောက်မှာရှိနေမယ်။အဲ Man City နိုင်သွားခဲ့မယ်ဆိုလို့ရှိရင် Liverpool ကျန်နေခဲ့မယ်။တေရီဆိုလို့ရှိရင်တော့ Man City က အဆင့်နှစ်နေရာကိုရောက်မယ်အဲ့ဒီမှာကျွန်တော်တို့အဲဘုံမောက်အသင်းရဲ့ပွဲကတော့ကြံသေးတယ်ပေါ့နော်အကေးဘုံမောက်ကနိုင်သွားခဲ့မယ်ဆိုတော့ Chelsea ကိုကျော်သွားမယ်ဘယ်လိုပဲဖြစ်ဖြစ်စတပွဲကစားပြီးတဲ့အချိန်မှာတော့ထိတ်ဆုံးကအသင်းနဲ့နောက်ကလိုက်လာတဲ့အသင်းကြီးချာမှာတလောက်ကြီးအမှတ်ကွာဟာချက်ကမကြီးတော့ဘူးပြန်ပြီးတော့ကတ်လာတယ် goal different နေလဲပြန်ကတ်လာတယ်ပေါ့နော်ဆိုတော့ဟုတ်ပါတယ်မော်တာတက်ထားတဲ့ဂါနာချိုးရဲ့ချက်တော့ကောက်စရာလန့်စရာပြေးသွားတာဗျာအချက်ဘောစားထုတ်တယ်နောက်တစ်ချက်ထပ်ပြေးတယ်နောက်တစ်ခါထပ်ထုတ်၃ခါသူဘောစားထုတ်သွားတယ် နောက်ဆုံးတစ်ချက်မှာ तू netto စီပို့လိုက်တော့တာပဲဆိုတော့တစ်ဖက်ကတော့အားနေပါတယ်ဘလို့ပဲဖြစ်ဖြစ်ကိုအတင်းသားတွေကလည်းအကောင်းဆုံးကျွန်တော်တို့ခြေစွမ်းပြသွားတယ်ကျွန်တော်တို့အနေနဲ့ဒါလက်ရှိအချိန်မှာဒါ international break ပေါ့နော် international break ကိုရောက်လာပြီဆိုတော့ချက်စီတဲ့ဟာဒါသူတို့ international break ပြင်သူတို့ကမ်းမှာဘန်လီနဲ့ကမ်းမှာ22ရက်နေ့မှာကမ်းမှာပေါ့နော်22ရက်နေ့ဆိုကျွန်တော်တို့ဂျာမာ10ရက်လောက်တော့ပြန်ခြားသွားပြီ အဲ့ဒီအချိန်မှာစစ်စည်းတဲ့တချို့ကစားသမားတွေပြန်ကစားနိုင်ဖို့အလားလာရှိတယ်ပေါ့နော်အဲကိုးပါမှာတော့ပြန်မလာမလာသေးဘူးဗတ်ဒီယာရှိတို့ပြန်ကောင်းလာမယ်အနေထားရှိနည်းနည်းလေးဒူထက်ဆုံးလာဖို့ရှိတယ်ပြန်ပြီးတော့လဲရိုမီယိုလာဗီယာနဲ့ဒိုင်ယာမှာပြင်းထန်ဖို့လို့ကျွန်တော်တို့ကြားတယ်ပေါ့နော်ဆိုတော့ဘန်လီနဲ့အဝေးဝင်ပွဲစကော့ပါကာရဲ့ဘန်လီနဲ့သူတို့ကစားရမယ်အဲအဲ့ဒါမှလည်းကြည့်ရတာတော့ဘန်လီအဝေးဝင်ဆိုရင်သူတို့လည်းဝေးဝင်းဖြစ်တဲ့ပုံမှာ Chelsea လည်းဖြစ်ဖြစ်စီစီကစားလိုက်မယ်။အဲ့ဒါပြီးရင်တော့ Arsenal နဲ့ထိတ်တဲတွေ့တဲ့ပွဲ Stamford Bridge မှာ ကစားရမယ်လက်ခံကစားရမယ်ပြီးဘာဆီလိုနာပွဲရှိတယ်ပွဲချက်2ပွဲရှိပါတယ်တခါအဲ့လာပြင်တော့ချယ်ဆီကပြန်ချောင်းသွားတယ်ဒီနှစ်ချယ်ဆီအသင်းရဲ့ပွဲစဉ်စရာမဆိုးပါဘူးသူတို့ကိုယ်တိုင်ကအမှောင်ရင်မလုပ်ရင်မဆိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတဲ့အနေအထားမျိုးအဲ့လာပြင်ပြန်ချောင်းသွားတယ်ပေါ့နော်တလောက်ကြီးမခတ်တော့ဆိုတော့အခုလာမယ့် international break ကအရေးကြီးရယ်ဘန်လီဘာဆီလိုနာအာဆင်နယ်အဲ့ဒီပွဲတွေနဲ့ပွဲတွေမှာချယ်ဆီအသင်းနဲ့အမှားထက်မလုပ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ချယ်ဆီတဲ့ပြည်သက်တွေလိုချင်တဲ့ Champion League Top 4ကတော့ပြန်ပြီးတော့မျှဝင်ချက်အားကောင်းလာလိမ့်မယ်။ဆိုတဲ့အကြောင်းပြောကြရင်လည်းဒီနေ့ရဲ့ live ကိုရည်တင်လိုက်ပါတယ်ခင်ဗျာ။အားလုံးမနှုတ်ဆက်ပါနဲ့ညီကိုအားလုံးမစီဘူး။